ရဲသံများကစုမြန်နေသည်ဘာကိုဘလို့သဘောကျနေကြသည်မသိတဝဝတဟဟရင်နေကြလေသည်ကိုမြင့်နိုင်သည်အိမ်ဝတ်တွင်ရရင်အကဲခံနေမိသည်ဟာဟာဟာဘာလေးလေငင်ငိတ်တိတ်ရရင်အကဲခံနေသောကိုမြင့်နိုင်သည်နောက်ဖေးဘက်မှထွက်လာသောမဲမဲလုံးလုံးသတ္တဝါလေးကိုကြည့်ရင်ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်တကူလုံးမဲပြောင်ကမျက်စိပေါက်နှစ်ကွင်းနေရာတွင်သာညောင်မြက်ကွင်းဖြူလိုအဖြူကွင်းကြီးဖြစ်နေသောသတ္တဝါလေးကို ဘာသက်သက်ဝါမှန်ပင်မခွဲခြားတတ်သောကျက်တောင်စီနှစ်ဖက်စီပြီးအယိုးနှစ်ချောင်းကိုခေါင်းပေါ်တွင်ထိုးထားလိုက်သည်ဗဆက်ကလေးဟပြေဟပြေနှင့် လက်ကလေးကောက်လိုက်ချက်တောင်ကလေးဆက်လိုက်နှင့်အမဲချောက်ဖို့လိုကနေသောမဲနက်နက်သစီလေးကိုကြည့်ရင်ကိုမျက်နှာသည်လိပ်ပြာပင်လွင့်ကျင်လာသည်ဟေး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 တော့မျက်လုံးအပြူသားဗဆက်အဟောင်းသားနှင့်တောက်နောက်ကြီးရက်နေသောကိုမျက်နှာကိုမျက်စာလေးကတွေ့သွားသည်တစီကလူကိုလန့်သွားသည်ထင်သည် အလန်တကြားထောက်ကောင်ကလူလိုအော်လီသည်တရွတ်ဆွေးနေသောတင်တိုင်းရှိကြီးဆွေးမကတရောတော်ပါဝင်ပြေးသွားလျော်သည် အမကြီးအမရဥစိုးပေရောက်နေပြီဟိဟိအင်းရှိမှဥစိုးပေရေဟုတ်ဗျအဲ့ဒါမခန်းလုံးအတန်းတစီကမကန်းလုံးအတန်နှင့်အော်လီတော့အခါမှကိုမြင့်နိုင်သည်တက်ပြင်းကြီးဟင်ကနေချမိလီတော့သည်တအိမ်လုံးတော့ပြောင်းဆန်နေပြီထင်သည်ဘာရီဘလိုဖြစ်နေမည်မသိရသည်မိဘကန်းကိုခြေလန်းချက်ကြီးနှိမ့်လျှောက်လာသည် မိဖို့တဲ့တွင်ပရိသတ်အားလုံးစုံစုံညီညီတွေ့ရလေသည်စောကြတို့ဖူးတန်ချောင်းနှင့်ခြေတူတို့သုံးဦးသာတနောင်ကလေးတွေရက်နေကြသည်ခိုးတို့ခိုးတဲ့နေ့အမိခံရသူလိုမျက်လုံးလေးတွေဝိုင်းနေကြသည်သူတို့၏နောက်ဖက်တွင်ကကိုမျက်နှာလိပ်ပြစင်းလူနီပါဖြစ်ခဲ့ရသောမင်းစားကလေးသည်ပုနေ၏ခြေတူ၏ထမိန်စားကိုဆွဲကာကွယ်ထားသည်မဲပြံပြံဦးကောင်းကလေးကတော့ခုံးပြမလုံးပေါ်ထွက်နေသည် က်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေသောမျက်နာပြပြဝိုင်းဝိုင်းလေးကိုသိချမြင်သောအခါမခန်းလို၏ရုပ်ကိုမနှဲဖန်းယူ၍ရာကျင်ဖြစ်၏ဟဲအစိုးရပြန်လာတယ်နော်သူတို့တည်တူဖို့တူခက်ကြောင်ကြောင်ကြည့်နေမိကြပြီးမှချစ်တူကရေကြဲကြဲလေးနဲ့စာရွေးနှုတ်ဆက်လေးသည်အေးအစိုးရပြန်လာတယ်သူကတီတီကြီးပြန်ပြောလိုက်သည်စိုးကြတို့တို့သည်လှုပ်ပြန်မလှုပ်ကြအသက်မှရှူရလားမသိငင်ငိမ်တောင်းတောင်းကြီးရက်နေကြသည်ချစ်တူလေးသည်ခေါင်းကိုတစ်ချက်ကုပ်လိုက်လေသည် တကယ်ကိုဆိုတာအစိုးရရေဒီတော့ဘာဖြစ်လဲဟင်ဘာမှမဖြစ်ပါဘူးဟဲ့ဟဲ့ကိုမျက်နှာသည်ဥလလဲလုံးနေသောမိန်းကလေးကိုစိတ်မရှိနိုင်တော့ချီတစုံတစ်ခုတော့ဖြစ်ခဲ့ရိုးအမှန်အပြစ်မကင်းသည့်အမှုတစုံတစ်ခုကိုကဒီလူစုသည်ကျူးလွန်ထားရမည်မှာအကံဖြစ်ရမည်ကဲဗမလဲငါညမအဲပြုံးလေခင်နာနာတို့တွေ့ခဲ့တဲ့ငါညမဆိုတာဗမာတော့ဘသူရောဟုတ်တော့ຫນွေသည်အရှင်လက်လက်မြေမျိုးခန့်စင်စိတ်ပေးပေါက်သွားလေသည် ရှင်းဆက်ရပုံမှ၍ကိုဖြောင်းနိုင်လည်းလေကိုဖြောက်ပြီးထွက်ပြေးလိုက်ခြင်းသည်သူများကိစ္စတွင်ကန့်လန့်ကန့်လန့်ဝင်ရှုပ်သည်မိနေလွယ်အပြေးကောင်းနေပြေးပြီးတော့ဒါမှမဟုတ်လျင်32ချောင်းမဲမစုံသေးတော့ရှိစုမဲ့စုသွားလေး28ချောင်းကျွတ်ထွက်အောင်စောကန်လေးရအောင်မီဟေးဒါကပဲလေဘဲမလေးမထွက်နဲ့နော်မျက်စိမျက်နှာအပြည့်ကြီးပြတ်သွားတော့နှွဲကိုကြည့်ရင်ကိုမျက်နှာသည်တရက်ခံကိုတက်ပြီးတီးလိုက်လေသည်ဒီတငံမာလေးတစ်ခါမှဒီလောက်မျက်စိမျက်နှာမပြတ်ခဲ့ဘူးသေးကြီးမခန့်လို့လာခဲ့စမ်း ခေါင်းမနေနဲ့ထွက်ခဲ့စမ်းနှွေးနောက်ဖက်တွင်ငိုရှိုးရှိုးလေးရက်နေသောမခန်းလုံးသည်ကိုမျက်နှာ၏ခေါ်တန်ကြသောအခါမလွန်စည်ရန်ရှာကြည့်ခေါင်းကလေးငုံရင်ကြောက်ဆုပ်ဆုပ်နှင့်ထွက်လာသည်တာနံအချိန်တွင်ဆိုပါကရုပ်ပြက်စင်းပြက်နှင့်မြဆောက်ရုပ်ပေါက်နေရှာသောမခန်းလုံးလေးကိုကြည့်ကဥတက်အောင်ရင်းမိမိဖြစ်သည်ခုတော့မမြင်နိုင်သေးသေးတင်နိုင်ရှိသည့်တရွတ်ဆိုရင်စောက်ကန်ကန်ဖြစ်နေသည့်မခန်းလုံးကိုရှေ့ဘက်ဆွဲခေါ်လိုက်သည်။"ကဲ၊ခန်းလုံးပါလေ၊ပြောစမ်း။နင်းကလေးကမလင်းတတ်ဘူး။" အမှန်အတိုင်းပြောတတ်တယ်ပြောစမ်းဒါကဘလို့ဖြစ်နေတာလဲဦးမေတွေကဘသူတုပ်ပေးရလဲဒီအိမ်ကြီးတို့ဆွဲကြီးကဘသူဝတ်ပေးရလဲမခန်းလုံးဒီငူမဲ့မဲ့လေးနဲ့ဖိုးတန်ချောင်းတို့ကိုလက်ညှိုးထိုးပြသည်ဘာဖြစ်လို့ဝတ်ရတာလဲပြောစမ်းပြောစမ်းမခန်းလုံးဒီနှွဲကိုအာကိုတကြီးလှမ်းကြည့်သည်နှွဲဒီစိတ်ပြက်အာရော်စွာနယင်ကိုမိချလိုက်လေသည် အကုန်လုံးတော့ဘူးပေါ်တလို့ပေါ်တော်မိဖြစ်သည်ကိုပြည့်နှစ်ကိုခံပြီးတော့မိနှမ်းရွယ်ဟုအရင်နှမ်းမြလေးသာနှစ်ပင်ညီလိုက်ချင်တော်သည် ပြောပြလိုက်မခန့်လုံးပြောပြလိုက်ညလုံးကလေးကလက်ကလက်ဖြစ်နေသောမခန့်လုံးကိုနှွေသည်အသားတကြီးခွပေးလိုက်လေသည်နှွေသည်ကိုမျက်နှာ၏မျက်နှာကိုရင်ဆိုင်မကြည့်ရဲ့ချင်းညလွာကိုခြာရင်ကျမ်းမီကိုသာစိုက်ကြည့်နေသည်ကျတူရဲ့ပြောစမ်းပါဘာလို့ဒီလိုလုပ်လိုက်ရတာလဲဘာဖြစ်လို့လဲကိုမျက်နှာကဒွဒွဒွမေးနေသည်နှွေတကူလုံးချွေးစည်းများပြန်နေသည်နှွေနှဖူးဝဲချွပောက်ကလေးများတီးနေလေသည်ဘလို့အဖြစ်ပေးရမည်ကို မသိနိုင်အောင်ရှိတော်သည် ဟိုဟိုခင်သနာကိုမယုံလို့မယုံလို့ဟုတ်လားဟုတ်တယ်သူ့ကိုမယုံဘူးဘာကိုမယုံတာလဲဘာဖြစ်လို့မယုံတာလဲဘာကြောင့်မယုံတာလဲကိုမျက်နှာကစင်ကဲစင်ကဲမေးသည်ညလွှာချထားသောနှွဲ့ညလုံးများကို အတိအချစူးဆိုင်အကဲခတ်နေသည်နှွဲ့ထင်းသလားဥဆိုးပြီးဒုရသကြီးမဖြစ်၍နှွဲ့အတော်ပင်အံ့ဩနေမိသေးသည်ဘာကိုမယုံတာလဲဆိုတော့အားလုံးကိုမယုံတာသူ့စိတ်ထားကိုမယုံဘူးသူ့အပြုမှုကိုမယုံဘူးဟုတ်ဗျာ ။ဦးစိုးပေကိုအချောင်းတစ်ခုခုကြောင့်အရေးတယူလောက်လာတာပဲလို့ထင်လို့ပြောပြတာ။သူကမေးတယ်။ကိုမျက်နှာမှာအမွေသုံးသိန်းရထားတယ်မဟုတ်လားတဲ့။ဒီတော့ဒီတော့မဟုတ်ပါဘူး။ဘိုင်းသမားပါ၊လူမွဲပါ။စပွဲကလက်ထိုင်တာမဝင်နိုင်ပါဘူးလို့ပြောလိုက်တာပေါ့။လူစင်းရဲပါလို့ပြောလိုက်တာပေါ့။အဲ့ဗျ။နွေသည်ဆိတ်လက်မှန်ပါပြောလိုက်ပြီးမှသူ့ကိုအသေးအချာစူးစမ်းကြည့်နေသောကိုမျက်နှာကိုသတိထားမိကမျက်လွှာချလိုက်သည်။ဘာဆက်ပြောရမည်မသိဘဲရောင်တောင်တောင်ဖြစ်သွားသည်။"ကဲထားထားပါအောင်" ငါ့ကိုလူဝဲလို့ပြောရုံနဲ့အာမရလို့ဒီအင်ကြီးကိုတရေတွေတောင်းကြတဲ့အင်ကြီးဖျားလို့ပြစ်တာပေါ့ဟုတ်လားဂျစ်တူခင်နာလာတို့တွေကိုကွဆုံပေါက်ပြင်အောင်လုပ်တာပေါ့ဟုတ်လားအိုးဒါကတော့ဒါကတော့သူတို့တွေကြကြနေရင်ဥစုပင်နဲ့တူသွားမှာပေါ့အဲ့တော့အလိမ့်နေပေါ်ကမှာပေါ့အေးအလိမ့်ပေါ်မှာစိုးလို့ဥစုပင်မလာခင်မြန်မြန်ပြောင်းလို့ချက်လွတ်တာချက်လွတ်ရတာကဲတိပလားတိပလားနွယ်ဒီစူအောင်အောင်လေးပြောလိုက်သည်ထို့နောက် ကလထိုင်နာမီကိုချက်ကျော်လေးမိထိုင်လိုက်သည်။ဦးစုဘေးဆိုသည့်လူကြီးကနှဲပေါ်နေရင်မဲ့သည်မလား။ခေါင်းမဲ့ထုမလား။အိမ်အပြင်ကိုကလထိုင်ရောလူရောရောက်သွားအောင်စောင့်ရဲကံမလားဟုတွေးရင်စိတ်ကိုလျှော့ထားသည်။ကလထိုင်လိုက်ရန်လေးကိုတင်းတင်းဆုပ်ကိုင်ပြီးအင်္ဂလိပ်မသိမသာခဲထားမိသည်။လှုပ်ချင်အောင်လှုပ်ပြီးတော့နှဲကတော့ခရင်အစ်အစ်မြဖြစ်၏။သူတို့နှစ်ဦးကြားတွင်ဝင်းရွှတ်မိသည်ကိုပြည်ပန်းညိုချွတ်ခြင်းမလျက်စားကားဖြတ်မိပြီးတာကိုနောင်များတော့တော်ပြီမိရှုနယ်ပါပြီသူများเจ้าတွင်ဘယ်တော့မှမဝင်တော့ပြီ မနိုင်သောစက်ကိုမကတော့ပြီမိသူကမှလည်းကျေးဇူးတင်သည်မဟုတ်မျက်နှာရသည်လည်းမဟုတ်မနိုင်မနှင်းကြီးညစ်ပေါ်တော့တော့အကျိုးမနှဲပေဘူးလားလွယ်သည်စမ်းမြင်ကိုစူးစမ်းကြည့်ရင်အံကိုခဲထားသည်ဆိုပါတော့ဂျေတူရဲ့ခေတနာပြောသလိုငါဟာတကယ်ပဲအမှုတွေရတယ်ဆိုပါတော့ခေတနာကလည်းအမှုတွေကိုမြင်လို့ငါလူကောင်ကိုအေးတူဖြစ်လာတယ်ဆိုပါတော့မင်းကဘာဖြစ်လို့မခံစင်ဖြစ်ရတာလဲဘာဖြစ်လို့လဲနယ်မြုံလင့်ထားသလိုဘောရတကြီးထောက်အော်တယ်မကြားရပဲ ညင်သာစွာမိလိုက်သောအတန်ကြောင့်စက်ခနဲ့တုံလှုပ်သွားသည်။နှွက်မျက်လုံးထဲမီးပွင့်သွားအောင်တစ်ချက်လောက်အော်လိုက်ခြင်းဖြစ်ပါကလည်းနွယ်ဒီလောက်အံ့ဩလိမ့်မည်မဟုတ်ချင်းတုံလှုပ်လိမ့်မည်မဟုတ်ချင်းငါဘက်ကဘာလို့တွေ့ပြီးနားနေရတာလဲ။ဘာလို့ဒီလောက်စေတနာထားတာလဲမင်းကလေးရဲ့။မင်းကမင်းပြမီးကြည့်ပါအောင်ပြောစမ်းပါအောင်။ဥဆိုးပေအတန်ဒီထူးထူးခြားခြားလူမြန်လာသည်တိုးတိတ်ညှတာလာသည်မျက်လုံးအစုံသည်ကျနာရိတ်လွှမ်းနေသည်မြစ်တာရိတ်ငွေဝဲနေသည် ရွယ်သည်သူ့ကိုအုံမိုးကြည့်နေသောဦးစိုးပေကိုမော့ကြည့်ရင်မလုံနိုင်မရှက်နိုင်မှင်တက်မိနေရှာလေသည်စကားမပြောတော့ဘူးလားကွယ်ပြောစမ်းပါဦးမိရှင်နဲ့စကားအုံးမလေးသည်ဘာစကားမှပြောရင်မထွက်တော့ချင်းတကူလုံးကြောချင်တွင်ဆိုင်ကမူဝဝေဖြစ်နေသည်နှွေးခေါင်ခေါင်မိုးကျိုးပြစ်သည်ဟုဆိုနေမယ်ရွယ်ဒီလောက်အံ့ဩတုန်လှုပ်လိမ့်မည်မဟုတ်ချင်းဟေးဖုံးမြင်လိုက်ညနေဆိုတဲ့အကောင်ကြီးမင်းစရာကြောလာပြီလေကွာထွက်ကြစမ်းကြိုးစမ်းပါဟာ အရင်ပြန်ပတ်မှမောင်းခွေကြီးထုတလို့အော်လိုက်တော့အတန်ကြာနွယ်ရောကိုမျက်နှာမှာအတုံတုံအလုပ်လုပ်ဖြစ်သွားလေသည်အိမ်မောင်ဝရင်ကဘာမရှိဘူးခြေတလုံးအထိပင့်လိုက်ပြီးဝတ်ထားတော့လူတရဖုံလင်းလင်းကပ်နေသောတော်စီဖက်နှက်ကြီးကို မချုပ်ဖဲအိမ်ပေါ်သို့ဝုံဝုံတိုက်တိုက်နဲ့တလာလေသည်အကဲနှမထွက်လာသောကိုမျက်နှာနှင့်ခန်းဝရင်ဆုံးသောအခါကိုမျက်နှာကြီးကျော်ကိုအုံငနယ်တစ်ချက်တီးလိုက်သည်ဟာတောင်တငေချင်းကြီးစန်းกว่าမင်းနဲ့စာမပြေးပါမပြေးငါမြုံနေရကြလှပြီกว่า မင်းပူဝေမှာပဲမင်းလာတာစပေးရအောင်မှာလားဟာဟာမင်းကိုတော့ပြောရအောင်မယ်ရန်ကုန်မှာတော့မင်းတင်ကြည့်တယ်မောင်အမူတွေတပုံတစ်ခေါင်းကြည့်ရတယ်ဆိုပြီးငါကဝါရရှောက်ပြန်ထားတာမင်းမွေးတဲ့အောင်ကတော့မင်းစီမှာပတ်စံလာချီအောင်မလို့လုပ်နေတယ်ခွေးသားလက်ဆက်တတော့မင်းနဲ့ချက်ကိုကိုမျက်နှာသည်ပင်မတရေခံကိုခုမှပင်တွေးမိပြီးတငယ်ချင်းဖြစ်သူဤဘိုက်ကိုမနာအောင်လေးငါးချက်ဆင့်ထိုးပြလိုက်လေသည် ငွေဒီအခန်းဝတွင်ဝယုံသောကဖြစ်နေကြသောတငယ်ချင်းနှစ်ဦးကိုကြည့်ရင်အာစည်းထထားသလိုဖြစ်နေ၏ဝမ်းသာရမလားဝမ်းနေရမလားပင်မသိငွေထပြေးရအောင်ကလည်းပတင်းမောက်ကခုံချယုံသာရှိတော်မူရင်ထဲတွင်လည်းတတိတိခုံနေသည်တလထန်လျမ်းကိုသာခရောင်ကနန်းဆုပ်ထားမိသည်ဟာဟာဟာမင်းကလည်းအထင်ကြီးခံရနေသလားကွာဟ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 ေးဟေးဟေးဟောမိနွေညီမလေးအခုအောင်ညွေသည်တောင်တက်တက်လေးပြန်ခေါ်လိုက်မိသည် နွေဤအကူအောင်သည်ဥဆိုးပိန်နှင့်ဒီများခင်သည်ဆိုတာကိုနွေအရင်တော့မသိခဲ့နည်းနည်းမှမသိခဲ့ဟာညီမလေးအောင်မေနင်းကမြင်နိုင်တယ်တီးပြီးသားကိုဟဲ့ကမြင်နိုင်မင်းကငါညီမနဲ့ဘယ်တော့မှအတိဖြစ်လိုက်တာလဲအတော်ပိုင်းနဲ့ကဟာဟာဟာအကူအောင်သည်သူ့ဟန်အတိုင်းတဟဟရေကနွေစီတို့ခြေလန်းကျကြီးနှင့်ရှောက်လာသည်ကိုမြင်နိုင်သည် နားမလည်နိုင်သလိုဦးကြောင်ကြောင်ဖြစ်နေသည်မိနွေနင့်ကိုတော်တော်နူးတို့ကပြန်လာစေချင်လှပြီဟာ ចောင်းတွေလည်းဖွင့်တော့မှာတဲ့အတင်းပြန်လှုပ်လိုက်ပါလို့အကိုအောင်ကိုတော့တည်တည်ချာချာမှားလိုက်သေးတယ်ဇီးရခန့်မျက်နှာလေးနဲ့မျက်လုံးဝနေသောနှွယ်ကိုတတိမထားမိပဲအကိုအောင်ကဆူရွေပြောနေသည်မဟေဒီတပုတ်ကိုစိတ်ရည်လေးအောင်မနေရှင်းပြီးခါစားကလေးရှိသေးသည်ជីတူးဟူသည်တငယ်မာလေးသည် နောက်ထပ်မဟေဒီတပုတ်ကိုဝှက်ပြန်လေးပြီးထင်သည်ကိုမျက်နှာသည်မျက်မှောင်ကြုံရင်းတွေးနေမိသည်ဟေးနေပါဦးတက်အောင်ရជីတူးကမင်းညမဟုတ်လားဘဲကជីတူးတော့သူ့လေးဟာသူကຫນွယ်ပဲ နာမည်အရင်ကနွယ်ွယ်ခိုင်းနဲ့ချစ်တူးမမဟုတ်ပဲအေးဗျနွယ်ဒီမျက်လုံးလေးဝိုင်းဝိုင်းလည်နေသည် အကူအောင်ကအော်ကြီးဟစ်ကျဲနဲ့ဘူးမွင်းကြီးပြောတတ်ပုံနဲ့ဆိုရင်နွယ်လှင့်ထားသမျှလည်းဘွားကြီးပေါ်တော်မူဖြစ်၏။ကိုမျက်နှာကတော့အုံနောက်ချချာလည်နေဟန်ရှိသည်။ဒီနေ့မနက်ကပင်သူနဲ့မောင်နှမတက်တော်ကခင်တနာကိုပြပြရီကလေးလှင့်လို့လိုက်တော့ဂျတူးစုသည်တငယ်မလေးသည် ခုတော့တတ်အောင်ညမဖြစ်သွားပြန်ကြပြီ။အမီရင်ကနွယ်ွယ်ခိုင်းနဲ့ကဲ ငါညမမငါညမပါဟမင်းကဘာဖြစ်လို့မျိုးလုံးကြည့်ပြနေရတာလဲသူ့အမေနဲ့ငါအဖေကမောင်နှမအရင် သူ့နဲ့ငါကမောင်နှမတဝန်းကွဲတဝန်းသာကွဲသေးတဲ့ငါညမလေးပါကွသူ့နာမည်ချစ်တူးလည်းမဟုတ်ပါဘူးသူ့အမေကတိတ်ဆင်းရဲတယ်ဆိုဘာကွမဟုတ်ဘူးလားဘယ်ကလာဆင်းရဲရမှာလဲသူ့ဖေကခရယာဝင်မင်းပြသူ့အမေကခရယာဝင်ကတော်ပြသူကတူးတီးသောတပည့်လေးပြအခုတက္ကသိုလ်မှာပထမနှစ်ရောက်နေပြီဟင် ကိုမျက်နှာသည်မျက်နှာတစ်ခုလုံးဖြူလျော်ပြီးမျက်လုံးလေးဝိုင်းဝိုင်းလေကထွက်ပေါက်ရှာနေသောတငယ်မလေးကိုဒေါသတကြီးလက်ကြီးလိုက်မိသည်ဒီတငယ်မလေးကထောက်လျှောက်ကြီးခင်နာသမျှခဏရပါကလားဟုတွေးရင်ထူထူပူပူဖြစ်သွားသည်ဟင်ဒါနဲ့ဒါနဲ့များသူ့မိဘတွေကစီရင်လို့လို့စကိုင်းချောင်မှာမိုဟင်းကရောက်စားရတယ်တဲ့ဟာကြက်ကြက်ဖဖန်းမောင်နှမတွေကအများကြီးမို့လေးတန်းတွေကကြောက်ထွက်နေရတယ်တဲ့ဟောဗျာထမင်းတော်မနဲ့နှက်မှန်အောင်စားရတာတဲ့အဲတခါတလေစံညွတ်နဲ့ပြီးတဲ့အခါပြီးရတာတဲ့ ိုက်မှတ်ကြောကိုမျက်နှာပြောသမျှကိုကိုသက်အောင်သည်တအံ့တအောနားထောင်ရင်းမျိုးလုံးကြီးပြူးပြူးလာသည် သူညီမကိုဒီလောက်ပြုတ်ကြလိမ့်မည်မထင်ပြောထက်ပါတဲ့နောက်ထပ်ဒီကိုအတွင်းသည့်အစင်းသည့်ဖြစ်တော်လဲကိုမိဘရင်မာကြီးကို မိုဟင်းကရောင်းကန်းကြီးအထီတော့ပြုတ်လိမ့်မည်မထင်မိကြီးကိုကိုကိုစာမတက်ပေမတက်စင်းရဲသူလေးဟန်ဆောင်ပြီးမှတဘာသူကိုကြည့်၍ရင်မောလိမ့်မည်ကိုမထင်မိကြီးမိွယ်မိဘတွေရှောက်လို့နေရလဲကိုသက်အောင်သည်စိတ်ပြက်လက်ပြက်ပြောလိုက်သည် နွယ်သည်ကောင်းကလေးငှိုက်ဆိုင်ချထားသည်မိသူပုံမျှအင်းဆန်မကြည့်ရောခြင်းလက်ကလေးများမတိမတာတုံနေသဖြင့်လက်တီတင်းတင်းဆုပ်ထားလေသည်ငါ့ကိုငါ့ကိုတစ်ချိန်လုံးအယူမနေတာပေါ့ဟင်ငါအယူဖြစ်နေတာပေါ့ကိုမြင့်နိုင်သည်အထစ်ထစ်အငေါငေါပြောနေသည်ဒီတငယ်မာလေးသူ့ကိုညာခဲ့သည်ကိုမယုံကြည်မယုံကြည်နိုင်ဒီမဲကျတူရဲ့ငါ့ကိုကြည့်ပါအောင်မင်းလည်းလည်းခံနေရတဲ့ငါ့ကိုကြည့်ပါအောင်မင်းကငါ့ကိုတစ်ချိန်လုံးကြိတ်ပြီးရင်နေတာပေါ့လေ ဟုတ်လား PUD ပို့မို့ PUD ပို့ဆိုกว่าကိုလေးကျောင်းသူကြီးရဲ့စိုးစမ်းပါအောင်မင်းမင်းဟာကွာပြောရင်ပြောရင်ဒေါသကြီးလာတဲ့ဖြစ်လက်တစ်ဖက်ကိုနေရဲတွင်ဝေရနေသည်တမျက်နှာလုံးကြီးရဲ့ကမျက်လုံးတွင်အခိုးတွေပင်ဝေလာလေသည်ရင်ထဲတွင်ရှက်စိတ်နာကြီးစိတ်များစုဝေနေလေသည်အယုခံစည်ရန်သူမလေးအနေနဲ့ပြောမိဆိုမိကြယူနာထားမိကျင်နာမိမေတ္တာထားခဲ့မိလေသမျှအယုဖြစ်ရကြပြီး ဒီကြီးကလေးမလေးဒီမိမြကြိတ်ပြီးရင်မောနေလိမ့်မည်မသိဟားနေလိမ့်မည်မသိတော်ဆန်းကွာတော်ဆန်းငါငါထိုးမိလိမ့်မယ်ကိုမြင့်နိုင်သည်လက်သီးကိုတင်းတင်းဆုပ်ခါအော်ဟစ်နေရင်မှစိတ်ကိုချုပ်ခါကလထိုင်ပေါ်တွင်ထမ်းချလိုက်သည်ရင်ထဲတွင်နာကျင်နေသည်လှိုင်မောနေသည်မျက်စိကိုဆုံးမိတ်ထားလိုက်မိသည်နှွေသည် နေရာမှတကြီးတရားလေးထားကအပြေကလေးထွက်သွားလေသည်ကိုမြင့်နိုင်သည်သူ့နာကိုပင် သူမယုံမီရှက်တဲ့တဲ့ကလေးကိုဝေဝဲလာသလိုကြားလိုက်ရသောကြောင့်ဖြစ်၏ မိနော်ရေနေတော်တော်ဆိုးပါလားသူများအိမ်မှာတနည်းနှစ်ချက်နဲ့များကြမ်းသွားတိုက်တယ်လို့တပြက်စီးသွားလဲတယ်လို့နောက်ပြီးတော့ဆင်းရဲပါသလေးမွေးပါသလေးထမင်းတော်နတ်မန်အောင်မစားနိုင်လို့ဆံပြုတ်တော့ရပါတယ်တဲ့ရွှတ်တာနောက်တာကလည်းလုံလုံအကြည့်တယ်ကိုသက်အောင်ဒီတပြက်တော်တော်ပြောနေသည်မျက်မှောက်ကြီးအတွန့်ချိုးကစိတ်ပြက်လက်ပြက်ကြီးဖြစ်နေလေသည်ဆိပ်ပြက်တိချားတဲ့မှရေမောခြင်းစိတ်ကလည်းအကျူအချားကထွက်လာနေသေးသည်မိနွယ်ဖြစ်သည်များပြန်သည်များကိုမျက်နှာဆူတီကောင်းသည် အယုံကြီးယုံပြီးလိမ့်နေသည့်အတွက်ကြောင့်ဖြစ်၏တကယ်တကယ်ဆိုရင်နှွေသည်မျက်နှာထက်အပုံကြီးငယ်လေးသည်ဒီလိုခြေလေးလေးလှိမ့်သည်။ခံခဲ့ရသည်ဆိုတော့မျက်နှာရှက်လဲရှက်စရာပင်မျက်နှာကလူရိုးလူအင်းလူသူတော်ကောင်းကလေးဟာရိုးရိုးကုန်းကုန်းနဲ့စသားကြိုးစားခဲ့တာဒီလိုကောင်မျိုးကမှနင်ကသွားလှိမ့်တာကိုနှွေသည်ခေါင်းပေါ်တွင်မျက်နှာမှောက်ထားသည်ပြတ်ပြတ်ပြောနေသည့်အကူအောင်ကိုလည်းရင်ဆိုင်မကြည့်ကြဝမ်းနေစိတ်များသည်သာရင်ထဲတွင်လှိုင်းလို့ဖြစ်နေလေသည် တလောကလုံးကပဲနှဲ့ကိုအပြစ်တင်နေကြသည်ထင်သည်မေမေဖေဖေကအစအကိုအောင်အရင်နှမအစုံရှိရှိသမျှအလူအကုန်လုံးသည်နှဲ့ကိုတွေ့လိုက်သည်နှင့်ဆူကြတော်သည်စိတ်ပြတ်ကြတော်သည်နှဲ့ဆိုးသလားဒီလောက်တောင်မှဆူးနေသလားနှဲ့သည်သူ့ကိုယ်သူမရေမရာလေးပြန်မေးနေမိသည်သူ့ကိုလှဲ့ယုံနေအာမရလို့ခင်သနာတို့ကအစ်စ်ထဲပြီးဟားလုလိုက်တာပေါ့ဟုတ်လားမင်းနှဲ့သူ့တော်ဆိုတဲ့တယောက်တော့အရန်ခါရောကြောက်သွားတာပဲတဲ့သူ့မြတ်ပြတ်သွားရင်တော့နင်းတရခံမဲမိနှဲ့သိရလား ပြောရင်ပြောရင်ရဲကျင်းသလိုဖြစ်လာ၍ကိုသက်အောင်သည်စကားကိုဖြတ်လိုက်သည်။မြင်းနိုင်တကောင်အမှုတွေရပြီးဟန်ကြနေသည်။ချမ်းသာနေသည်နှင့်လူတကာကိုရှောက်ပြီးဝါဒဖြန်သည်ကသူကိုယ်တိုင်ဖြစ်သည်။ငမွေးတဲ့အောင်လူကောင်းမျိုးကိုပင်မြင်းနိုင်စီမှာပတ်စံသွားချည်ရန်မျှောက်ပေးခဲ့သေးသည်။လူမနီးသူမနီးချမ်းကြဲကြီးတစ်ချမ်းနှင့်တဆိတ်ချသောအင်ကြီးတစ်လုံးကိုအမွေရပြီးမလုတ်တက်မကိုင်းတက်ဖြစ်နေသောမြင်းနိုင်အကြောင်းကိုတည့်ရက်နှင့်ကြောက်တွန်းခြင်းသောတငယ်ချင်းကောင်းတို့၏စေတနာလေးနှင့်ဖြစ်သည်။ သို့သောတကယ်တကယ်ကြောက်ကြသွားရှာသည်ကတော့ခင်သနာဖြစ်သည်မဆောရဝကံမဲပြောလိုက်သောစကားကိုယုံပြီးတန်လွယ်ကိုအလဲလာမိလေတော့ငွေဆိုသည့်မိငွေနှင့်မှတို့ရလေတော့သည်မိငွေအစွမ်းပြလေတော့မှ မျက်နိုင်လေလူစင်းရဲ့ဖြစ်အင်ကြီးကလည်းတရေတရာစင်းလောက်တောင်းကြမ်းသည် တစီအင်ကြီးဖြစ်ခင်သနာတို့လည်းသူပြတ်မတက်ဖြစ်သွားရရှာလေသည်တရကန်ဆက်ဆက်ကသူတို့မှမှနှစ်ဦးဖြစ်နေသည် နှွဲကိုစူမီတာစုဆဲမီတာဆဲနေရတော့လဲရေကျင်နေမိသည်အိမ်ကြီးကလည်းလူမနီတူမနီကြီးညီမရဲ့ဒီလိုအိမ်မာများမိန်ကလေးတံမဲအလုပ်သွားလုပ်တယ်ဟင်းမျက်နိုင်မှုသာပေါ့ဒီပြင်ဟော့ဟော့ရင်ရဲကောင်းနေတာဆိုရင်မခက်ပါလားယင်ဟာအကူအောင်ကလည်းဘသူကြောက်ရမှာလဲနောက်ဆုံးမနိုင်ရင်ခြေတလုံးဖက်ကိုက်မှာပဲနွေသည်စောင့်ကြည့်အောင်ကြည့်နှင့်ထအောင်လီတော့သည်စိတ်ညစ်ရဆိတ်ရှုပ်ရမိုးချင်းရသည့်အထယ်တွင် အကူအောင်ကအဖွားကြီးအိုကြီးလိုပွတ်စီပွတ်စီပြောနေ၍နှဲ့ခေါင်းထဲတွင်ညှစ်စီစီဖြစ်ခါတိုက်ခဲနေလေသည်စိတ်ညစ်တာတော့အေးအေးဆေးဆေးမညစ်ရပေအမေနင်ကိုက်เสียရမလို့ပါဘူးငါတငယ်ချင်းကဘယ်မင်းကလေးကိုမှသဘောမတူပဲလက်ဖျားနဲ့မတူပါဘူးတကယ်လူရိုးလူကောင်းဤတွေးတွေးဖြစ်နေသောနှဲ့မျက်နှာနုနုလေးကိုကြည့်ရင်အကူအောင်ကပြောသည်သူညမလေးမိနွယ်သည်တခြားမင်းကလေးတွေလိုအလှမပြင်းတတ်ပြီသူကြည့်လိုက်ရင်ဖယူဖယဲဖူယူဖယားနှစ်သားဖြစ်သည် သို့တော့မပြင်းပဲနှိမ့်လှနေတော့ခလာသည်စေးမကူပဲနှင့်ပန်းရင်ရောင်ပြနေသောနှကန်းပါလီများနှင့်ပါပါပေါင်းပြပြလေးများကြောင့်မျက်မျက်နာသည်ခလေးငယ်လေးများနှင့်တူနေရတတ်သည်စင်းလက်နှမောင်သောမြေခုံးတလေးအောက်မှမျက်လုံးညိုလေးများသည်ကြားနှွဲတကူလုံးတွင်အလှဆုံးဖြစ်မိထင်သည်နှွဲသည်သူ့အကူအောင်ကိုဒေါသလေးနှင့်တစ်ချက်ဆက်ကြည့်လိုက်ပြီးဘာမှပြမပြောပဲမျက်နှာကိုခေါင်းအုပ်နှင့်အပ်ထားလိုက်လေသည်ကျဉ်တော်ရိတ်ကဲပြီးမြစ်တံငွေလွှမ်းနေသောမျက်ဝန်းများကိုမြင်အောင်လာသည် နှလုံးသွေးကအတူမြန်လာသည်။မွေးရင်ထဲတွင်လှိုင်မောလာသည်။မွေးတည်သားပဲသူရိုးရာအိတ်ကောင်မွေးတည်သားပဲ။မွေးသည်ရှင်းတဲ့မှတီးတိုးပြန်ပြောင်းနေပြီလေသည်။မွေးငူချင်းတော်လဲငူချင်းစိတ်ကိုထိန်ထားသည်။ဘာကုံမှမစင်စားခြင်းမတွေးတော့ခြင်းဝန်းနေစိတ်ကသာဘာမင်ခက်လေသည်။ဘာကြောင့်များတလောက်ဝန်းနေမိမှန်းလဲမသိတော့။မတွေးသည့်ကြားထဲမှမြတာနူးညံ့သောအတန်ကိုကြားရောက်လာပြန်သည်ဒီမှာမိွယ်ကိုအောင်ကိုကြည်စမ်း ီကိစ္စမှာမိနွယ်အမှားပဲမျက်နှာကိုတောင်းပန်လိုက်ပြန်ပြီးတောင်းပန်လိုက်နော်ဟာဟာမင်းညီမလေးငိုနေတယ်အကူအောင်သည်မှောက်ထားသောနှက်မျက်နှာလေးကိုဆွဲပြီးမောလိုက်လေသည်မျက်ရည်ကြီးများစိတ်အံ့ဝေ့လင်နေသောမျက်လုံးမျိုးလေးများကိုတွေ့သောအခါတအံ့တော်ရေရွလိုက်လေသည်တီရှူပင်ရိပ်သည်ခါတိုင်းကဲ့သို့ပင်ချမ်းမြေ့သားရလှသည်ဘေဘီအေးကတတုံတုံတိုက်မြဲယူကလစ်နက်လေးကတင်းပြတ်မြဲရှူဝါရောင်ရွက်ကြွေများကထူထပ်မြဲဖြစ်သည် ဖူးတန်ချောင်းတို့ကမူရွှေဝါရောင်အရွက်များကပင်မတူထက်တော့မနှူးညံ့တော့ဟုအမြင်ပြောင်းတည်အောင်ဖြစ်နေကြသည်ရင်းထဲတွင်မရှင်တုတ်လုံးနေကြသည်မူကျင်နေကြသည်အကိုရဲ့အရန်စိတ်ဆိုးနေတာပဲတရင်ချောက်သောကိစ္စကိုမခန့်လုံဖော်ကောင်းလုပ်ပြီးခဲ့တဲ့ကအကိုသည်သူတို့ကိုအိမ်ပြန်ခြင်းပြန်တော့ဟုပြောသည်မျက်နှာငငယ်လေးဖြစ်နေသောအမတယောက်တည်းကိုထားခဲ့ရမည်ကိုစိတ်မချကြတော်ကြရိုက်နေလင်းခတ်ပေးမည်ထို့ကြောင့်ကြောက်ကြွရွံ့နှင့်အိမ်မပြေပဲစောင့်နေကြသည် ထိုစဉ်တွင်အကုတငယ်ချင်းဟုဆိုသည့်လူတစ်ယောက်ရောက်လာသည်ဆဆကျန်တော့ရဲလို့မော်လို့ထို့နောက်တော့ဘာဖြစ်သည်မသိဒေါသတကြီးနှင့်ဘလုံးမထွေအော်တော်သည် အမ၏အတန်ကိုကတစ်ဆက်ကလေးမှမကြရတိတ်ချက်သာကောင်းလာသည်အမကလေးအယံများခဏရရှာသလားအထုံးများခဏရရှာသလားဟုတွေ့ရင်မခန်းလုံးမင်းမျက်ရည်ဆူဆူဝဲရသည်စောကြတို့ကတော့ဘာပဲဖြစ်ဖြစ်အမကိုသွားခေါ်မိဟုဆိုကအခန်းတွင်တို့ဝင်သွားသည်ထို့ချိန်တွင် အမသည်အခန်းတွင်မှအပြေးကလေးထွက်လာသည် ထို့နောက်သူတို့ကိုပင်မဆော့ခေါင်းကလေးငိုက်ဆိုင်ချကပြန်သွားလျော်သည်ဘာဖြစ်ကြတာလဲဘယ်တည်မလဲအမမျက်နာကနီတွေးပြီးငိုတော့မလို့ဖြစ်နေသည့်အတွက်လိုက်ပြီးမမေ့ရကြည်ခက်လန့်လန့်မှသာလိုက်ခဲ့ကြရသည်ညာတော့ကတော့သူတို့သုံးစုမိကြသည်စကြတို့တို့အိမ်ရှိကကုပစ်ကလေးတွင်ခေါင်းချင်းဆိုင်တွင်ငိုင်းနေကြသည်ဘာကုမလည်းနားမလဲဘာလို့ရမိကိုလည်းမသိအိမ်ရှိဘူးတော့အိမ်နောက်မချမ်းသာဟုစိုးစကားရှိတော်လဲ ။ငွေရုပ်ပူသောအခါတွင်ကစိုးချတို့ကအစာဖူးတန်ကြောင်းမခန်းလုံးမှာတကယ်မချမ်းသာကြရှာကြည်။ဝဝဝသောလာရအောင်ပင်ဆောင်းကလေးများခြုံပြီးကိုင်းနေကြသည်။အမကချမ်းသာတယ်တဲ့ဟ။အမအဖေကအရာရှိအကြီးကြီးရဲ့။ဟင်တကယ်အတန်ကြာသောအခါမှစိုးချတို့ကပြောလေသည်။ပြောမဲ့သာပြောရသည်။သူကိုယ်တိုင်လည်းကောင်းကောင်းယုံမမရခြင်း။အခုလာတာကအမရဲ့အကူတဲ့အဲ့ဒီအကူကတို့ကိုစူးပြီးနဲ့တငေချင်းနဲ့ဟုတ်လား သူတို့သုံးဦးထဲတွင်တော့ဆိုကြတို့ကခေါင်းဆောင်ဖြစ်သည်တရင်ဦးတရင်တို့များလည်းရလိမ့်ရှိသည်မိမေရသည်လည်းအကြီးနဲ့မြရေပြောတာညနေကငါအမဆီသွားသေးတယ်အမကအိတ်ခမ်းထဲမှာအိတ်နေတယ်တဲ့အကြီးရဲ့ဆေးဆိုးနေရဲ့ငါကိုလည်းသိစုပါပဲငါတို့ရဲ့အလုပ်တော်လုပ်တာလည်းသိနေပြီသူတို့သုံးဦးသည်ညင်သွားကြသည်ညကြတော့လည်းကောင်းကောင်းအိတ်မပြောကြချင်းအကြီးနဲ့မြကအိမ်ရှိသူကြီးများကိုလာတိုင်းသည်ဟုအိမ်မက်မက်နေကြသေးသည် အိမ်မက်ထဲတွင်အဖေကချိန်လူကြီးနှင့်ကြောကုန်နေအောင်စော်နေလေသည်။နနက်ရောက်တော့သူတို့သုံးဦးထုံးစံအတိုင်းဆုံးမိကြလေသည်။ညနာကလေးများမတမယာနှင့်ဘာလို့ရမည်ကိုမသိနိုင်အောင်ဖြစ်နေကြသည်။အင်ကြီးဘက်ကကကြောက်ကြသေးသည်။ရောင်လဲလဲနှင့်အကက်ခက်ကြည့်တော့လေလူဆလူနာကိုမတွေ့ရ။အကူအိယာကမှထားသေးရလားမသိရချေ။ယမန်နေ့ကခုတ်လက်ဆမြများသည်တဝက်တစ်ပြက်ထူးထူးထောင်ထောင်ကျနေသေးသည်။စက်ခုတ်လိုက်ရင်မကြခင်ပြီးသွားမည်ဖြစ်သည်။ငါကြောက်တယ်ကွာ။ စောကြတို့ကတွားရံပြောသေးတော့လေဖူးတန်ချောင်းကမရေပြီအကူနဲ့မျက်နှာချင်းဆိုင်ရမိကိုယွံ့နေသည်ကြောက်နေသည်ထို့ကြောင့်လေတုံးဦးသားထင်းရှုပင်ရိပ်တို့ရောက်လာကြသည်ပန်လွယ်ချောင်းကရေစီးစင်းတဲ့တတဲကိုနားထောင်ရင်ခိုင်းနေကြသည် အမလည်းမလာတော့ဘူးနော်အေးမလာတော့ဘူးထင်တယ်မခန်းလုံသည်ဘုကတော်မြခုံးပန်းလေးများကို အခိုင်လိုက်ခုနေပြန်သည်လေမုံရင်ရအတီးကလေးများကိုပါရောထွေးခုနေသည် စောကြတို့တို့ကအိုမဲတွေတစ်ခုလုံးလူပေးပြီးမှောင်ရီထဲမှနေ၍ကောက်ကောက်ကွယ်ကွယ်ကရန်ပြောစင်ကတော့ပြောစရာကောင်းလာသည်စိတ်အားလည်းထက်တန်လာသည်ရဲလဲရဲခြင်းသည်ရဲလူမအားမရသည်စိတ်ညင်ရတော်သည်ငွေရတော်သည် ခုတော့ပန်းတွေသာ ခုမဲ့တာခုနေရသည် အမကဗမာမှန်မေမသည်စိတ်ညစ်တယ်ကွာဖိုးတန်ကြောင်ကနီးနေသည်ဝါကြည့်တော်ကလေးများကိုဖော်ကြည့်ရင်စိတ်ကူးမိတော်လဲကြည်ရှင်စိတ်ကမရှိကြပတ်စံကိုတစ်ချက်နှစ်ချက် ရေတွက်လိုစိတ်လည်းမရှိလာကြ အရင်တုန်းကလိုပင်အမနဲ့အတူပျော်ပျော်ပါပါအလုံးစင်းနေစိတ်သားရှိသည်ဦးစိုးပေပတ်စံမပေးလှင်လဲကိစ္စမရှိစိတ်ဆိုးပြင်းနေတော်ပြီထင်းရှင်းရွက်ကျော်စိတ်စိတ်များသည်လီတိုက်တန်းဘယ်ရညာရဖြစ်နေကြလေသည်လီတိုက်တန်းကလီချုံတန်းလိုဝေးလာလိုက်တရှိရှိမိသွားလိုက်နှင့်ဖြစ်နေလေသည်သူတို့သုံးယောက်လုံးအငင်းကြီးနေနေသဖြင့်လီတိုက်တန်းနှင့်ကြီးစည်းတန်းကသာပုံဝန်းကျင်တစ်ခုလုံးကိုမြင်မှုနေလေသည်ဟင်ဟိုမှာအမရေအမရေ မခန့်လုံသည်လက်ညိုးလေးတထိုးထိုးနှင့်ဝမ်းသာအားရအောင်နေလေသည်စောချာတို့တို့သည်နေရာမှလူလက်ထကမျှောကြည့်မိကြသည်ဟုတ်ပါရဲ့အမမအမအစ်စ်ဖြစ်ပါသည်ကိုတန်ချောင်းသည်ဝမ်းသာအားရနှင့်အမကိုပြေး၍စီကျူမေဟန်ပြင်လိုက်သေးသည်သို့တော့စောချာတို့ကဆွဲထားလေသည်အမကငါတို့စီလာတာမဟုတ်ဘူးဟုတိုးတိုးလေးပြောလေသည်ထိုအခါမှလည်းအသေးအချာကြည့်မိသည်ဟုတ်ပါသည်အမသည်ခေါင်းကလေးငိုက်ဆိုင်ချရင်အင်ကြီးဘက်သို့ဦးတည်၍ရှောက်သွားလေသည် ကိုမျက်နှာသည်ကလထိုင်ပေါ်တွင်ခြေပြက်လက်ပြက်ထိုင်နေမိသည်လှုပ်လဲမလှုပ်ချင်းစကားလည်းမပြောချင်းစကားပြောစရာလည်းအဖော်မရှိတအိမ်လုံး၆တွေ့ငိတ်တိတ်နေလေသည်ခါတိုင်းဒီချိန်နောက်ဆိုရင်ဂျီတူတို့အတန်ကငញံစီစီဖြစ်နေပြီစောကြတို့တို့ဖိုးတန်ချောင်းတို့ဤရမောတန်ကလည်းစုညံနေပြီဒီနေ့တော့ဘယ်သူဆိုဘယ်သူမှရောက်မလာကြတော့ပြီတအိမ်လုံးတွင်သူတယောက်ထဲတယောက်ဆိုမှတယောက်ထဲကိုမျက်နှာသည်တပြင်းတစ်ချက်ရှာရင်မျက်လုံးကိုစုံမိတ်ထားလိုက်သည် သူပန်လွယ်သို့ရောက်စားအချိန်ကိုပြန်လည်သတိရနေမိသည်။ထိုအချိန်ကလည်းတအိမ်လုံးတွင် သူတယောက်ထဲပင်ဖြစ်၏။တယောက်ဆိုတယောက်ထဲပင်ဖြစ်၏။တယောက်ထဲနေရသောသူ့ဘဝထဲသို့ခြေသူဟုသည်တငယ်မလေးသည် တိုးဝင်လာလေသည်။သူ့ဘဝထဲသို့ခိတ္တအလဲလာသည်ထင်သည်။ဧည့်သည်မလေးသည်အင်ရှင်ကိုရှက်စိတ်၊ငါးကြီးစိတ်များကိုဝေဒနာအဖြစ်ပေးကပြန်လည်ထွက်ခွာသွားလေပြီ။သူကဧည့်သည်ကိုလက်ခံပြီးတော့အင်ရှင်သည်ဝေဒနာများကိုရင်ွယ်ပိုက်ခါတူးတဲနေခဲ့ရလေတော့သည် မျက်စိကိုဇုံမိတ်ထားလျက်နှင့်ချစ်တူ၏အပြုံးချွချွမျက်နှာလေးကိုမြင်ရနေသေးသည်။မာနကဲသောမာဆက်ဆက်အတန်ကလေးကိုကြားရနေသေးသည်။မတွေ့နဲ့မစင်းစားနဲ့မကြားနဲ့မင်းကိုတက်တက်အယူလုပ်သွားတဲ့ကောင်မလေးဟုစိတ်ကိုတားတော်လဲသူ့စိတ်ကိုသူမနိုင်။သူ့စိတ်သည် သူ့စကားကိုနားမထောင်ဘဲချစ်တူထံသို့သာဝဲလှဲသွားနေလေသည်။ကိုမျက်နှာသည်မျက်လုံးကိုဇုံမိတ်ထားရင်မှစက္ကနဲဖြစ်သွားသည်။ခြေတံပွားကလေးကိုကြားမိသလိုရှိသောအကြောင်းဖြစ်လေသည်။ ဖြက်ခနဲမျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါသူ့ရှိတွင်ခေါင်းကလေးငိုက်ဆိုင်နဲ့ယက်နေသောဂျီတူကိုတွေ့ရလေသည်။ဟဲဂျီတူတအံတော်ရေရွလိုက်မိသည်။ဒီတငယ်မလေးကိုမြင်ရတော့လေရှစ်စိတ်များကစူဝေ၍တလာပြန်သည်။မင်းဖာလာလို့တာလေ။အေးဆက်ဆက်အတန်နှင့်မိလိုက်မိသည်။နွယ်ကောင်လေးသည်ပိုရွေးငုံသွားပြီးမျက်နှာကလေးကပိုရွေးငယ်သွားလေသည်အကူအောင်တောင်းမှန်ကန်လို့သာလာရသည်ကိုပြင်းနှစ်ကိုဖြည့်၍သာလာရသည် ်ဦးစုပင်အော်ထုတ်လိမ့်မည်ကိုကတည်ပြီးသားပင်မဟုတ်ပါလား။မယ်ဒီဘာပြောရမည်မသိပဲအာစည်းထထားသလိုဖြစ်နေလေသည်။စကားကိုဘယ်ကဆောက်၍ဘလို့ပြောရမည်ပင်စဉ်းစား၍မရတော့တက်နိုင်ရင်တော့မြေပြင်မြုပ်ပြလိုက်စေချင်တော့သည်။အကူအောင်ကပြောတယ်၊နှွဲကိုနှမားတယ်တဲ့။တွားတွားပြီးတောင်းပန်ကြီးတဲ့။နွယ်အတံကိုပြင်နွယ်ကောင်းစွာမမှန်မိတုံတုံရင်ရင်ထစ်ထစ်ငေါငေါဖြစ်နေသည်ကိုမျက်နှာရဲ့မျိုးလုံးများသည်အယောင်တောက်လာပြီးနွယ်ကိုဆူဆိုက်ပြီးကြည်နေလေသည် ။အော်တက်အောင်ပြောလို့ပေါ့ဟုတ်လား။မင်းကိုမင်းတော့မှားလည်းမထင်ဘူးပေါ့။မှားမှားပါလေငွေမှားပါလေ။တလုံးချင်းအထစ်ထစ်အငေါငေါပြောနေတော့နှွဲ့အတန်းဒီတိုးလှသည်။တသက်နဲ့တကူတစုံတအိုးကိုမှခေါင်းအောက်ချပြီးမတောင်းပန်မှုခဲ့လေတော့နှွဲ့မျက်နှာလေးမှာနှီးထွေးနေလေသည်။ဒူးများပင်ရန်ညွှတ်ချင်သလိုဖြစ်နေသည်။အော်နှွဲ့မှားတယ်လေ။ကိုမျက်နှာသည်ခဲ့ရောင်မင်းလိုက်၍ရေရွလိုက်ပြီးမျက်နှာကိုလဝါနှစ်ဖက်နှင့်အုပ်ထားလေသည် တဆက်ဆက်တုံနေသောနှလုံးသွေးကြောင့်မဟိုက်တလို့ဖြစ်နေလေသည်ဒီတငယ်မလေးကိုဒလောင်းနှစ်ပင်ခွင့်လွတ်ပြီးအရှုံးပေးလိုက်ရတော့မလားနှွေနှွေတောင်းမှမှာလေနှွေအတန်ကတူတူလေးပေါ်ထွက်လာပြန်သည်သူ့ရှိတွင်မတက်လေးရက်နေသောကလေးမလေးကိုထိုင်မှဟုလည်းမပြောမိသွားပါဟုလည်းမပြောမိနေမှလည်းစူးမိသည်သွားမှကိုလည်းပူ၍ပင်စူးမိသည်နှွေတောင်းမှမှာလေအကိုရဲ့နှွေအတန်လေးကဆက်၍ပေါ်ထွက်လာပြန်သည်မူလိုက်တော့မလို့ရှိုက်တန်လေးပင်ရောနေသည် သူကမလုံမရှက်ပင်နေမိသည်ကျင်နာစိတ်နှင့်နာကြီးစိတ်တို့ကရင်ထဲတွင် သူ့တပြက်ငါတပြက်အနိုင်လူနေကြနေသည်လွယ်သည်နှကန်းလေးကိုမတိမတာကရင်သူ့ကိုငြီးကြည့်နေသည်ခြေကလေးများလှုပ်လာမလားဟုမျောလင့်တကြီးစူးစိုက်ကြည့်နေမိသည်ခွင်းလို့စကားများဆူလာလီမလားဟုနားဆိုင်မိသည်ဘာမှမပြောဘာမှမလုပ်ကျင်နာငွေဝေဝဲနေတတ်သောမျက်လုံးအစုံကိုမိတ်ခါမတိကြိုးကြိုးနိုင်လာသည်ငွေကိုငွေကိုခွင်းမလို့နိုင်ဘူးလားယင်ငွေတောင်းမှန်နေတာပါ နွေကနောက်ဆုံးအကြိမ်အနည်းနှင့်တနုံရင်ကလေးတောင်းပန်နေမိသည်ခွန်းလို့စကားကြားရလို့ကြားရညာညှော်လင့်မိရှာသည်ခွန်းလို့စကားနဲ့မကဒေါတာစကားအမြတ်စကားကိုပင်မကြားရစကားမဆိုလှုပ်ပင်မလှုပ်လို့နွေသည်မြေကြီးကြီးများပင်ဝေးလာသည်ဝမ်းနဲ့စိတ်ရှစ်စိတ်ကလေးများနှင့်တသိမ့်သိမ့်ရှိုက်ရှိုက်မြင်ချင်လာလေသည်နွေတွားမယ်တွားတော့မယ်သူတော်ရရှိတွင်တော့နွေဘတော်မှမငူမြေကြီးကန်ထိုးသည်ဟုအထင်မခံနိုင် ထို့ကြောင့်အတန်ကလေးတုံတုံနဲ့နှုတ်ဆက်ကခက်သက်သက်လေးထွက်ခဲ့လေသည်ငွေတကယ်သွားပြီအင်းမြောက်သောအခါအင်ကြီးကိုတန်ရုပ်စင်အမြင်တက်နှင့်လက်ကြည့်မိသေးသည်ငွေရှင်လေးပြင်ဆင်ခဲ့သောအင်ကြီးသည်ငင်ငင်တက်တက်ကြည့်ရရင်ငွေကိုသွားပြီးတော့မင်းကလေးရဲ့ဟုဆိုနေဟန်ရှိလေသည်ငွေသည်စီကြလာသောမျက်ရည်ပူများကိုလက်ပမိုးနှင့်ခက်ကြမ်းကြမ်းလေးပုတ်တုတ်လိုက်ပြီးအင်ကြီးကိုကြောက်ခိုင်းလိုက်သည်ငွေတို့ခုံးလက်ဆမျက်ပြင်များသည်ဖယူဖယဲနှင့်ထူးထူးထောင်ထောင်ဖြစ်နေလေသည် နွယ်သည်မြစ်ပင်လေးများကိုခဏချင်းစက်ကြည့်နေပြီးမှခေါင်းဆက်ဆက်လေးနှင့်တလန်းချင်းထွက်လာသည်။နွယ်ကတော့မောင်းထုတ်ခံရသူပင်ဖြစ်သည်။စက်တွေကလေးကပင်ခြံထဲမှထွက်သွားဟုအမောင်းထုတ်ခံခဲ့ရသည်မဟုတ်ပါလား။အခုလေမာနချလျက်တောင်းမှန်လာသောနွယ်ကိုမောင်းထုတ်ခတ်ပြန်လေပြီ။ချစ်တူနွယ်ပခုံးကိုတစုံတူကတင်းတင်းဆုပ်ကန်ကဆွဲလှစ်လိုက်သည်။ခြံကနေလေသွားသောຫນွေသည်ကိုမျက်နှာနှင့်မျက်နှာချင်းဆိုင်ရလေးဖြစ်သွားလေသည်ချစ်တူရဲ့မင်းတကယ်ထွက်သွားတော့မလို့လား နှွက်မျိုးလုံးများကိုပင်နှွက်မယုံမြစ်တရောင်ထွက်နေသောမျိုးဝန်းနှက်နှက်များကိုပြန်တွေ့နေရသည်နှွက်မျိုးလုံးအိမ်၌စိတ်အံ့ဝိလင်နေသောမျက်ရည်များကိုတယူးတရတုပ်ပေးနေသူမှာဥဆိုးပင်မှဟုတ်ပါလေစားမိန်းကလေးဟာတကယ့်တခိုးလေးပဲจิตူရဲ့စကားကငါချန်လေးကပြင်မှတ်သေးတွေကိုခူးခဲ့တယ်အခုလဲငါအသေးကိုငါမသိအောင်ခူးသွားပြန်ပြီးတခိုးမှလေးရဲ့အသေးကိုတော့ပြန်ပေးခဲ့ပါဦးရွေးရင်တွေတွင်တတဲ့တွေခုံလာသည် ွေပါကလေးများသည်နှီးထွေးလာလေသည် သို့သောမလုံနိုင်မရှက်နိုင်မှတန်းမိနေသည်ကိုမျက်နိုင်သည်သူ့လက်ထဲမှနှင်းစီကြီးကိုနှဲ့စပင်တွင်ထိုးဆိုင်ပန်ဆင်ပေးလေသည်နှင်းစီနေသည်အလှဆုံးအချိန်မှိုကားဆွင့်နေသည်နှီးရဲနေသည်တင်းတင်းပြန့်ပြန့်နဲ့ကလည်းကြိုက်နေသည်ငါပင်ငါပန်ကိုငါချစ်ဆုံးလူကိုပေးမှာပေါ့ချစ်တူးလေးရဲ့ညတာမြညစွာပြောလိုက်တော့အတန်ကိုလွယ်ချလိုက်ရလေသည်ငေသူမှုမသိပါဆရာမမဆန်လား